အဲ့တော့မင်္ဂလာပါကိုဒီနေ့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးမနော် honest to master လို့ဆိုတာဘယ်လိုလဲသူကအတန်းပြန်တက်ရလားဆိုတာအရင်ဟိုတက္ကသိုလ်နဲ့နီးနွယ်တဲ့သူတွေတော့ကတော့တီဗီကြားမှာဖြစ်ပြီးမယ်ခုမှစတက်မယ်ဒီအငွေတွေအတွက်ဆိုရင်တော့မသိဘူးဆိုတော့ဖြစ်ကောင်းဖြစ်နိုင်မှာလေဆိုတော့ကိုဒီနေ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှင်းပြသွားပါမယ်ဆိုတော့ကျတော့အမ်ကိုတို့တက္ကသိုလ်တွေမှာဆိုရင်အဟိုဆယ်ရန်းတော့ကဂုံနူးထွက်ခဲ့ကြတယ်လို့ပဲတက္ကသိုလ်မှာလည်းဂုံနူးပါတဲ့သူတွေကဒီဂုံနူးရအောင်တက်ရောက်ရတာမျိုး အဲ့လိုမျိုးဖြစ်ပါတယ်ဆိုတော့ကျတော့ဂုံလူရဲမျိုးကိုဘယ်လိုခွဲကြလဲဆိုတော့အကုန်ပြောပါမယ်ကိုတို့ပုံမှန်များသောအဖြစ်ပုံမှန်တက်တူရလေးနှစ်တက်ရရပထမနှစ်ဒုတိယနှစ်တတိယနှစ်စလုပ်ထားနေဆိုပြီးတော့ဒီလိုလေးနှစ်တက်ရရပေါ့နော်လေးနှစ်မှာမှကိုယ်တို့ရိုးရိုးတက်ကတူရင်းနဲ့ချူချုံတက်ကတူရင်းမှာဆိုရင်အဲဒေးတက်သမားတွေဒေးသမားတွေအတွက်ခွဲရဖြစ်ပါတယ်ဒေးသမားတွေအတွက်ကဒီပထမနှစ်နဲ့ဒုတိယနှစ်ပြီးရဲတချို့တက်ကတူရရောပါနှစ်နဲ့ဒုနှစ်ပေါင်းအမှတ်ကိုနှစ်ခုပေါင်းရဲတချို့တက်ကတူမှာဒုတိယနှစ်အမှတ်တစ်ခုရဲယူရဲဂုံနူးပါနေရဲဆိုရင်ဂုံနူးနဲ့တက်ရောက်တာဖြစ်ပါတယ် ုတိယနှစ်ပြည်ရနဲ့ဂုံလုံးစခွဲပါတယ်ဆိုတော့ကြာကိုနဲ့တန်းသားချင်းတူုံတူကြီးင်းတောင်မှာဘာသာတချို့ကြတော့မေဂျာမှာ၃ဘာသာရှင်း၂ဘာသာဂုံလုံးထွင်ရတယ်လို့အဲဆိုရဲတချို့ကကြာ၃ဘာသာလုံးထွက်မှရမယ်လို့လဲဆိုရဲထားပါတော့ဘလို့နေနေဂုံလုံးပါရယ်ဆိုရင်ကိုနဲ့အတန်းတူရင်တော့မှတချို့ကဂုံလုံးကတက်ရောက်သွားမျိုးရှိရဲတချို့ကကြတော့ဒီပထမနှစ်ဒုတိယနှစ်ပြည်တချို့တတိယနှစ်ရောက်သွားတယ်တချို့ကကြပထမနှစ်ဂုံလုံးရောက်သွားတယ် ်ပထမနှစ်ကပြန်ဖြစ်သွားပြီမဲ့ပထမနှစ်ဂုံလူရဲ့ပထမအဲဒုတိယနှစ်ဂုံလူရဲ့တတိယနှစ်ဂုံလူရဲ့ဆိုတော့ဂုံလူရဲ့ကျတော့အာကျဂုံလူရဲ့ကျတော့ဟိုပထမနှစ်ရှိမယ်ဒုတိယနှစ်ရှိမယ်ပထမနှစ်ဂုံလူရဲ့ရှိမယ်ဒုတိယနှစ်ဂုံလူရဲ့ရှိမယ်တတိယနှစ်ဂုံလူရဲ့ရှိရင်ဆိုတော့၅နှစ်တည်းရပါလားဟိုယူယူအကြတော့ပထမနှစ်ဒုတိယနှစ်တတိယနှစ်စောက်ထားနေဆို၄နှစ်ပဲတက်ရပါအဲ့လိုမျိုးတ၄နှစ်ပြီးရင် BA ဘွဲတော်လကောင်ဒါမှမဟုတ် BSc ဘွဲတော်လကောင်အဲ့လိုမျိုးရမယ်ဂုံလူရဲသမားကကြတော့ BA ဆိုရင် BA honors ဘွဲရမယ် အဲ BSC honors ကိုရမယ်အကုံလူရပို့ပြီးမြင့်နေပုံပွဲမှာဆိုရင်တော့အကုံလူရပြီးသွားပြီဆိုမဟာဆက်တက်လို့ရမယ်မဟာကကြတော့အဲတကယ်လို့ကိုကဝိဇ္ဇာဆိုရင် MA ပွဲရမယ်တိတ်တန်ဆိုရင် MSc ပွဲရမယ်အဲ့လိုမျိုးကွာခြားဖြစ်ပါတယ်အဲ့ဒါကြာခုနပြောရင်မဟာပေါ့နော် honors ကခုနပြောလို့တက်တက်တက်ရတော့မဟုတ်ဘူးကိုကုံလူပိုင်ကုံလူပါရဲ့အလျောက်ကုံလူရအောင်တက်ရောက်ရတဲ့သဘောမျိုးဖြစ်ပါတယ်ခင်ဗျာ တချို့အကြတော့လည်းအချိန်ကုန်နေလို့ယူစားကြရသူရှိရယ်ရိုးရော်တော့ပြည်ပွဲပဲယူမယ်လို့အဲဆုံးဖြတ်ကြရသူရှိရယ်ဒါပေမဲ့ဒီ honors ဘွဲ့ရီယာဘယ်မှာသုံးဝင်လဲဆိုတော့ scholarship လျှောက်တဲ့အခါမျိုးတွေမှာဒါမှမဟုတ်ကိုယ်ပြည်ရင်းမှာပဲကိုယ်ဝန်ကြီးရုံးနေမှာလျှောက်ချင်တဲ့သူမျိုးတွေဆိုရင်တချို့မှာကြ honors ဘွဲ့တောင်းတယ်ဂုံလူရန်ဘွဲ့တောင်းတာမျိုးတွေရှိရယ်တချို့ကြမဟာဘွဲ့တွေတောင်းတယ်ဒါဆိုဂုံလူရန်ကိုယ်ကကိုယ်ကဂုံလူရန်နဲ့အောင်ထားရယ်ဆိုမဟာ setup ကိုလွှဲရအောင်မို့လူရအောင်ဒီ honors ရဖို့အသေးအံစ조사နေကြတာဖြစ်ပါတယ်ဒါပေမဲ့တချို့တွေကကြလည်းအကြောင်းမြင်ပြီးခြင်းတဲ့သူတွေကြတော့ honors မယူတော့ဘဲနဲ့ လေးနှစ်ပဲတက်မယ်ဆိုတဲ့သူတွေလည်းရှိရဲဒါပေမဲ့များသောအားဖြင့်တော့ honest stand ကိုတော့လိုချင်ကြတာပဲ honest stand မရတော့မှသာကိုတတိယနှစ်ကိုတက်ရောက်ရတာဖြစ်ပါတယ်ခင်ဗျာ honest stand ကိုဝင်မယ်ဆိုတော့ခုနပြောလိုပဲ၅နှစ်တက်ရောက်ရတာဖြစ်ပါတယ်ခင်ဗျာဘုံအခုပေါ့နော် ဒီဘာသာရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့စောင်းမားတွေရေးနေပါတယ်။အဲစောင်းမားတွေလည်းသတင်းစာရေးမှာမကြိုက်ပါသွားဘူးလို့ရှိပါတယ်။နောက်တစ်ခုကဘာလို့ဆိုတော့ဒီနေရာမှာကျနှစ်ချမ်းခွဲရေပေါ့နော်။အခုလောစေလူမျိုးတွေကမှចောင်းတက်တဲ့သူနဲ့ចောင်းမတက်တဲ့သူဆိုတော့ကောင်းတက်တဲ့သူတွေအတွက်ရောចောင်းမတက်တဲ့သူတွေအတွက်အားလုံးကအဆင်ပြေစေနိုင်မယ့်နည်းလမ်းတွေကိုကောင်းအမျှဝေပေးနေပါတယ်။ကောင်းရဲ့ YouTube channel အဲ YouTube channel မဟုတ်ပေါ့နော်ဒီ TikTok ကနေလည်းကောင်းအမျှဝေပေးနေပါတယ်။ဆိုတော့ဒီចောင်းမတက်တဲ့သူတွေအတွက်လည်းကောင်းအဆင်ပြေနိုင်အောင်လို့ပေါ့ဒီចောင်းမတက်ဘူးဆိုပင်လမ်းတွေရွေးချယ်ရမယ်။ဒါမှမဟုတ်သူ့ကိုယ့်ရဲ့အမှန်နဲ့ဆိုရင်ဒီ းပဲတက်တင်လားဝေးတင်မဲ့တက်တင်လားဆိုတော့ကိုယ်ရဲ့တစ်တော်မှာလည်းပေါ်ပြထားရရှိပါတယ်။အမကြာကြီးကိုယ်ရဲ့စောင်းမကြီးရဲ့မှာလည်းပေါ်ပြသွားပြလို့ရှိပါတယ်ခင်ဗျာ။အာကိုယ်ဆက်လက်စောင့်ကြည့်ပေးကြပါခင်ဗျာ။ကိုယ်နောက်ထပ်ဗီဒီယိုနဲ့ဒီပြန်လာပါမယ်။ကိုယ်ကိုယ်လည်းကိုယ်လို့ဆယ်တော့မအားမလက်တဲ့အချိန်ကြီးဖြစ်တာမလို့ဒီတော့တင်ဗီဒီယိုကြီးခဏနားထားပေးရဖြစ်ပါတယ်ခင်ဗျာ။အကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။